အီတီယက်ရှူပွဲကနေပတ်စံတပြားမှမရခဲ့ဘူးဆိုရက်ရီမိုရဲ့မိခင်ဒေါခင်မြတ်မမင်္ဂလာပါပြိသက်ကြီးရင်ပြိသက်အစ်စ်တော်ဖြစ်တဲ့ဆူတော်ရီမွန်ကွဲလွန်သွားတာလီနဲ့ပြေခဲ့ပါပြီပြေခဲ့တဲ့အော်တိုဘလာ25ရက်နေ့ကရီမွန်ကွဲလွန်ခြင်းလီနဲ့ပြည့်အထိမ်းမန်းနေနဲ့ရီမွန်ရဲ့ဒီဂီတာအဖွဲ့ EDS အဖွဲ့ရင်နောက်ဆုံးဖျော်ဖြေပွဲကိုကျင်းပခဲ့ပါတယ်အဲ့ဒီပွဲကိုဦးဆောင်သူကတော့ရီမွန်ရဲ့တငယ်ချင်းဖြစ်တဲ့ EDS အဖွဲ့ဝင်ជីជីနဲ့ဖိုးလုံးတို့ဖြစ်ပါတယ် အဲ့ဒီပွဲမှာမရှိရတဲ့ remote ရဲ့နာမည်ကိုအသုံးချပြီးလှူစားထားတဲ့အဖွဲ့ဝင်တွေကိုမိခင်ဖြစ်သူဒေါခင်မြတ်မွန်ကစေဆိုပြီးအခုလိုတဲပြောလာခဲ့တာပါ။အီတီအဖွဲ့ဝင်ဖိုလုံကဒေါခင်မြတ်မွန်ကိုဆက်သွယ်လာပြီးတော့ချီချီက remote ပွဲလုံးချင်လို့ခွင့်ပြုချက်တောင်းနေလို့ပြောပါတယ်။ remote ကွယ်လွန်ပြီးကလေးကတကားမှပုံမလာဖူးတဲ့ချီချီကအခုမှ remote အမှတ်တရပွဲလုံးမယ်ဆိုတော့ unlock ရပါသေးတယ်လို့យေတာထားတာပါ။ ဖွဲ့စည်းစင်တဲ့အခါမှာလဲတော်ခင်မြမွန်ကိုဘာမှတိုင်မနာမရှိဘဲသူတို့ဘာသာရီမွန်ရဲ့တငယ်ချင်းတွေစုပြီးလှုပ်ခဲကြပါတယ်။ရှုပ်ပွဲနေ့ကလဲရီမွန်ရဲ့ပွဲမှာတော်ခင်မြမွန်ရဲ့သားရဲ့နမည်ကြီးတချင်ချန်ခဲကိုဆိုချင်ခဲ့ပေမဲ့လဲဘယ်သူကမှအန်တီတပုတ်လောက်ဆိုလာလို့မခေါ်ကြလို့ရှက်တာနဲ့ဘာမှဝင်မပြောခဲ့ပါဘူးတဲ့။ရီမွန်ရဲ့ညီမဖြစ်သူလားဖြစ်ကပြကတချင်းတပုတ်လာဆိုချင်နေပြောတော့လေဖိုလိုနယ်ကြီးကြီးကဆိုချင် ETS ကတော့မတီးပေးနိုင်ဘူး ဒီစင်းနဲ့ဆိုလို့ပြောခဲ့တာကြောင့်တာမီနဲ့ရစမကောင်ဖြစ်ခဲ့ရတယ်လို့ပြောပါတယ်။ပွဲပြီးသွားချိန်မှာလဲရီမွန်ရဲ့တငယ်ချင်းဆိုတော့အက်ဒီနိုကနှလုံးရောဂါနဲ့စင်ပေါ်မှာလဲကြာတည်ဆုံးသွားတဲ့အတွက်စမကောင်ဖြစ်ပြီးဒေါခင်မြတ်မွန်ကအရာထဲလဲသွားခဲ့တာပေါ့။တပတ်လောက်ကြာတော့မှရှုပ်ပွဲကနေပတ်စံဘလောက်ရလဲလို့တမီဖြစ်သူကမေးတော့တပြားမှမရကြောင်းသိခဲ့ရတာပေါ့။ဒေါခင်မြတ်မွန်ကဖိုလွန်ကိုဆက်သွဲလာတော့ပတ်စံကကြီးကြီးကိုင်းတာလို့ပြောပြီးလွှဲချတယ်။ ជីជីကိုဖုန်းဆက်တော့ဆက်ပိတ်ထားပြီးជីជីရဲ့မန်နေဂျာဆိုသူကလည်းပွဲပြီးတဲ့အချိန်ကလေးကရှိုးပွဲကရသမျှကိုဆောင်ရွက်စာတမ်းနဲ့ជីជីကိုအလိုက်ရတယ်လို့ပြောပါတယ်။တည်သွားတဲ့ရီမွန်ကိုအကြောင်းပြပြီးပွဲလှုပ်ရှားပြီးတော့ရသမျှပတ်စံတွေကိုတော့ ET ရဲ့အဖွဲ့ဝင်တွေကပဲယူသွားကြတာကြောင့်ဒေါခင်မြတ်မွန်ကစီဆိုနေရပါ။ပွဲမလို့ခင်ကလေးကជីជីကစေသိန်းကတော်မယ်လို့ပြောခဲ့ပေမဲ့အခုပွဲပြီးတော့ကတော်မယ်ပြောထားတဲ့စေသိန်းလည်းမရလာသလိုရှုပ်ပွဲကပတ်စံလည်းမရတာကြောင့်သူမရဲ့အကောင့်မှာ posting ရေးသားလာခဲ့တာဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါခင်မျက်မွန်ကိုဝေဖန်သူတွေရှိနေကြသလိုအီတီအက်အဖွဲ့ဝင်တွေကိုဝေဖန်သူတွေလည်းရှိနေပါတယ်။အီတီအက်အဖွဲ့သားတွေကတော့အခုချိန်ထိဘာမှတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။